ဝေါချံခန်းကြီး25ဇပန်အာဗရာဟံဒီကေတုရမိရှိတော်မိမနေဆုံးဖက်၍ဒုမိမသည်စိမရံယုတ်ရှံမိတံမိတံဣရှပံရှုဝါတို့ကိုဖားမြင်လေ၏ယုတ်ရှံသားကရှေဘာနေဒီတံဒီဒီတံသားကအာရှုရိလူလေတုရှင်လူလုံမင်းလူဒီမိတံသားကအေဖာအေဖေရာ အာနောအဘိဓာဧလတာတိထိုသူပေါင်းတို့ကကေတုရအနယ်ဖြစ်ကြသည်အာဗြဟံသည်မိမိဥစ္စာရှိသည်များကိုဤဇာအားပေးလေ၏မယားငယ်၌ရသောသားတို့အားလည်းမိမိအသက်ရှင်စဉ်တွင်ဆုလက်များကိုဝေပေး၍တာဤဇမအရှိပီသို့လွတ်လိုက်လေ၏ထို့နောက်အာဗြဟံသည်အသက်ကြီးရင်၍ ဥမင်းကျင်နေရကာလပြည့်စုံခြင်းနှင့်တကွာအသက်ပေါင်း185နှစ်ရှိသော အသက်ချုပ်၍အနိစ္စရောက်သည့်ဖြင့်မိမိလူမျိုးစုဝေးရသို့ရောက်လေ၏။တာဟိဇန်နှင့်အရှိမေလာတို့သည်မာရီမျိုးရှိမှဟိတ်တေမျိုးသားဇောရသားအေဖရွန်၏လေပြင်တွင်မပေလာမြေတွင်၌အပောက်ကိုတကြွကြ၏။ဧဒါမျိုးသားတို့အားအဖို့ပြ၍ အာဗြဟံဝယ်တော်လည်ပြင်၌အာဗြဟံနှင့်မယားစာရာတို့ကိုတူကြုံကြသည်။အာဗြဟံသည်တော်နာတာဣဇက်ကိုဖျားသခင် ကောင်းကြီးပေးတော်မူ၏။ဣဇက်သည်ပေရလဟဲလောမြို့မှနေသည်။စာရာ၏ကျွန်းမှာဧကရုမြို့သားအဂရဖမင်သောအာဗြဟံသားဣရှိမေလာ၏သားစဉ်နေသတည်းဟုသောမိမိမျိုးနွယ်လဣရှိမေလာသားများအမိကသာကြီးနပါယော ထိုနာဂေတာအာဒဗေလာမိပတံမိရှမဒုမာမာစဟာဒတိမာယေတုရာနာဖိရှဣဒမာတိဣဒရိုတိဣရှိမေလာတာမြာတိသူတို့မိများနှင့်မိမိမျိုးမိမိရဲ့တိုင်လိုက်မင်းဆက်နှစ်ပါးဖြစ်သည်တည်း ဣရှိမေလာသည်အသက်138နှစ်ရှိသောအသက်ချုပ်၍သည်သဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏သူတို့သည်လည်းအာရှုရိပြည်သို့သွားရလံအာလဝိလာမြို့မှဆ ảy ၍အေဂရုပြည်အရှိရှူရာမြို့တိုင်အောင် နေကြ၏ထို့သောဣရှိမေလာ၏နေရာသည်မိမိညီကိုပေါင်းတို့အနား၌ကြာသည်အာဗြဟံသာဣဇရေဆွနယ်ဟုမူကား အဗြဟံသားကဣဇတ်တိဣဇတ်တိအသက်40ရှိသောအခါဘာသနာရန်ရက်သူ ရှုရိအမျိုးဘေဒူလိုက်သမီးရှုရိလူ လာဘန်ဤနမရေဘက်ကနှင့်အင်ထောက်လေ၏ဣဇတ်တိမိမိမယားရေဘက်ကမြုံသောကြောင့်သာရဖျားကိုတောင်းပန်၍သာရဖျားနားထောင်တော်မူသဖြင့်သူ၏မယားသည်ပြိတ္တူတွေဆွဲယူလေ၏ ဝမ်တွင်း၌တည်သော သူငယ်တို့သည် အချင်းချင်းတိုက်ခိုက်ကြလေ၏မိကလည်းထိုသူဖြစ်၍ငါနာဘယ်မှုရောက်ပါလိမ့်မည်နည်းဟုဆိုသည်ဖြင့်သရဖျားကိုမိလျှောက်ခြင်းကသွားလေ၏သရဖျားကလည်းတည်ဝမ်တွင်း၌လူမျိုးနှမျိုးရှိ၏တင်ဤဝမ်ထဲကခြံရသောလူနှစ်စုကိုဖားရလေ၏လူတစ်မျိုးသည်တစ်မျိုးထက်အကြီးလေ၏အကြီးသည်အငယ်၌ကျွန်ခံရလေ၏ဟုမိန့်တော်မူ၏ ။ဘွားရှင်စေတော်ကသူဤသားအမွာရှိသည်ဖြင့်ဘူဘွားတော်သားသည် အမွေပါတော်အဝတ်ကဲ့သို့ဖြစ်၍သူကိုယ်လုံးစင်း၏။သူကိုအေးတော်ဟုသောအမည်ဖြင့်မှကြ၏။ထို့နောက်မှသူဤညီသည်အကိုအေးတော်၏ဖနောက်ကိုကင်လျက်ဖွာလာ၏။သူကိုယ်ကယာကုပ်အမည်ဖြင့်မှကြ၏။ထိုသားများကိုဖွာတော်အခါဣဇတ်သည်အသက်60ရှိသည်။သူငယ်တို့သည်ကြည်ပွား၍ဤတော်ကလိမ္မာတော် ဒေါသမုဆုဖြစ်လေ၏ယာကုတ်ကတဲနိုင်နေတတ်၍စိတ်ကောင်းသောသူဖြစ်၏ဤသက်သည်ဧသောပိသောမေသားကိုစားလေရှိသောကြောင့်သူကိုချီ၏ရိဘကမူကယာကုတ်ကိုချီ၏တနေ့တနေ့ယာကုတ်သည် စားစရာကိုချက်ပြုတ်စဉ်တွင်ဧသောသည် တောမှလာ၍မောသောကြောင့်ယာကုတ်အားထိုနီသောစားစရာနှင့်ငါ့ကိုကြွေးပါလော အမောပါသည်ဟုဆိုလေ၏ ထိုကြောင့်သူ၏နာမကို အေတုံဟုတွင်သည်။ယာကုပ်ကလည်းယနေ့ပင်သိင်းတာဝူရာကိုငါအာရောင်းပါဟုဆိုလျင်အေတော့ကငါတေလူပြီတာဝူရာအဖြစ်ပဲချိုးရှိပါလိမ့်မည်နည်းဟုဆို၏။ယာကုပ်ကလည်းယနေ့ပင်ငါအာချင်းစုပါဟုဆိုတော့ချင်းစုသည်ပြည့်ယာကုပ်အားမိမိတာဝူရာကိုရောင်းလေ၏။ထိုအခါယာကုပ်သည် မောင်နှင်ပဲရင်ကိုအေတော်အားပေးတဲ့ဖြစ်သူသည်စသောက်ပြီးမှထားယူသွားလေ၏ထို့သောအေတော်သည်မိမိနှင့်ဆိုင်သောတာဝူရာကိုမထိမမြင်ပြုသည်